ငလင်ဘေးတင်ကလေးများ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်စေရန်ဆောင်ရွက်ပေးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းမျိုးကငလင်ဘေးတင်ကလေးငယ်တွေစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုတွေဖြစ်ပေါ်စေဖို့ကလေးပြောနေရာစီစဉ်တွေနဲ့လူကြီးတွေရဲ့စိတ်လူမှုဆိုင်ရာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေတယ်လို့စကိုင်းခရိုင်လူမှုဝန်ထမ်းဦးစည်းဌာနကသိရပါတယ်။အဆိုပါအစီအစဉ်ကိုစကိုင်းမျိုးရှိလူမှုဝန်ထမ်းဦးစည်းဌာနနဲ့ကလေးတငယ်ကာကွယ်ဆောင်ရှောက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေတဲ့ The Foundation of Tarleton Home တို့ပူးပေါင်းပြီးစကိုင်းမျိုးရှိငလင် ဘေးတင်ရက်ွက်ထွေးမှနှစ်ရက်ကိုတစ်ချိန်စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်အဒီလိုဆောင်ရွက်ပေးရမှာကလေးငယ်တွေကိုကစားနည်းအမျိုးမျိုးဂိမ်းကစားထားဆက်ရပန်းဖြည့်စေတဲ့ပုံမြင်ပြောထားစားဖတ်ထားအယုတ်ဆက်သားစားတဲ့အစီအစဉ်တွေဆောင်ရွက်ပေးနေတဲ့အပြင်စိတ်ပိုင်းဆိုင်ရာအားပေးသားတွေကိုလည်းဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ ငလင်းထန်ခန်းစားရတဲ့ကလေးတငယ်တွေအနေနဲ့စိတ်ထိခိုက်ခန်းစားရတာတွေကို ထုတ်ဖော်ပြောပြဖို့အခက်ခဲရှိတာကြောင့်၎င်းတို့ရဲ့စိတ်ပိုင်းဆိုင်ရာစိုးရိမ်ထိတ်လန့်ထားကြောက်ရွံ့ခဲ့တာတွေကိုရှင်းနေတတ်တာစေဖို့ကလေးပြောနေရာအစီအစဉ်တွေကိုဆောင်ရွက်ပေးတာဖြစ်တယ်လို့ဆိုပါတယ်သာပြင်းနောက်ပိုင်းမှာလဲကလေးတွေရဲ့မိဘတွေနဲ့မိသားစုဝင်တွေပါဝင်တဲ့ Paradigm Education အစီအစဉ်တွေကိုလဲဆက်လက်စီစဉ်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ စကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့စကိုင်းမြို့တကောင်းရက်ွက်စက်ခုမော်ကံမာကလေးပြော်နေရ CFS ဖွင့်လှစ်ပြီးကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးတာအပြင်ငလင်းတန်းချောင်းလူသေးဆုံးထိခိုက်ဒဏ်ရာရရှိထားနေရင်တွေပြိုလဲပျက်စီးထားအပေါ်ထိခိုက်ခံစားနေရသူတွေကိုလည်းစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးနိုင်ဖို့စိတ်လူမှုဆိုင်ရာပံ့ပိုးထားတွေလည်းဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်ရှင်။